ဒီနေ့မှာတော့ဗူဒီဇင်မှာအခြေခံအကြဆုံးစကားလုံးဖြစ်တဲ့ဩကတာဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုမျိုးဆိုင်လန်နာရီလေးလာမှာဖြစ်ပါတယ်။နေတိုင်းမြန်မာနဲ့အင်္ဂလိပ်လိုရေးနေတဲ့ private တွေကိုလောက်လာပြီးသားဆိုင်လန်နာရီယာဆိုရင်ဒီအင်္ဂလိပ်လိုရေးထိုင်ဟောင်းမြန်မာလိုဘာသာပြန်ရတာပို့ပြီးတော့လွယ်ကူပါလိမ့်မယ်။ဒါပေမဲ့လည်းဘယ်ကောင်ကလည်းအခက်အခဲရှိနိုင်လဲဆိုတော့ vocabulary meaning လေးတွေကပဲအခက်အခဲရှိနိုင်တယ်။ religious term ဖြစ်တဲ့အတွက်ကြောင့်ဒီအသုံးအနှုန်းတွေဒီပုံမှန်ဆောင်နေစဉ်သုံးထက်ပို့ပြီးခက်ခဲနေလိမ့်မယ်။ဒါပေမဲ့လည်းဒီစကားလုံးလေးတွေကိုဒါမှတ်သားပြီးချက်နိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ ဆက်လက်အတွက်အကျိုးရှိပြီးတော့ပို့ပြီးအသုံးဝင်လာပါလိမ့်မယ်အဲ့တော့ချက်လောက်ကြည့်လိုက်အောင် what is the Burmese war orgada derived from ね the Burmese war orgada ဆိုတာတကယ်ဒီဗမာစကားလုံးတစ်လုံးဖြစ်တဲ့ orgada အဲ့ဒါဒီတဲ့ what ဘာကနေပြီးတော့ derived from ရရှိပါတယ်လဲစဉ်းသက်လာပါတယ်လဲအဲ drive from ဆိုတာလေးကိုလည်းဗမာလိုလေးမှတ်တင်တာပေါ့နော်အဲစဉ်းသက်လာတယ်ရရှိလာတယ်ဘာမှနောက်ဘက်ကဘာ from မှဘာမှ is drive စဉ်းသက်လာပါတယ်လဲတဲ့ဩခတာဆိုတဲ့စကားလုံးဒီဘယ်ဟာနဲ့စဉ်းသက်လာပါတယ်လဲတဲ့အဲ့တော့အဖြေကတော့ the pali word ogasa ဟောပါဠိစကားလုံးဖြစ်တဲ့ဩဃာစာနဲ့ဆင်းသက်လာတာဖြစ်ပါတယ်တဲ့ဆရာမင်းကလည်းပြောခဲ့ပြီးသအတန်တွေကိုဆရာတို့ကပါဠိမှာစအတန်ဒီဒီလိုဆရာမင်းမှာစကားမှာတော့သအတန်ပြောင်းသွားရဲဆိုတာလေးကိုဆက်လက်နဲ့မှတ်သားမှတ်သားထားမယ်ပေါ့နော်အဲ့တော့ဩဃာတာဒီပါဠိစကားလုံးဘယ်ကနေလာလဲဩဃာစာနဲ့ဆင်းသက်လာပါတယ်တဲ့ Okay နောက်ခု what does ogata mean ဒါတော့ဆက်လက်နဲ့ရနေပြီဒါမေကုံးဆိုတော့ဘဝ1ဘဝ1ဆိုတော့ရှိလို့ do does ထုတ်ထားတယ် ငါတစ်ခုလုံးတစ်ခုကိန်းဖြစ်တဲ့တရားရှိကို just ထုတ်ထားရဲဆိုပုံစံလေးနဲ့မေးထားတာဖြစ်တယ်။အဲ all got that ဆိုတာ what ဘာကို mean ဆိုလိုပါတလေတဲ့။ငါတို့ဘာပြောပြထားလဲဆိုရင် excuse me excuse me ဆိုခွင့်ပြုပေးပါဆိုတဲ့အဓိပ္ပာယ်ထွက်တယ်။မေးခွန်းလေးတစ်ခုမေးမယ်ကိုမသိရလို့မေးခွန်းလေးတစ်ခုမေးမယ်ပဲဖြစ်ဖြစ်နော်ဟိုတစ်ခုခုအကူအညီတောင်းဖို့ပဲဖြစ်ဖြစ်ပထမဆုံးအင်္ဂလိပ်နေဆိုရင်ဘာစကားလေးပြောလဲဆိုရင် excuse me ကျွန်တော်စိတ်ပြုခွင့်ပြုပေးပါ။ဒါမှမဟုတ်လဲ my apologies ကျွန်တော်ဝန်ချတောင်းပန်ပါတယ်တဲ့။ apologies ဆိုတာ ဝင်ချတောင်းပန်တယ်ဆိုတဲ့အဓိပ္ပာယ်ထွက်တယ်။ဒါမှမဟုတ်လဲ I beg your pardon I ကျွန်ုပ်ဒီ your pardon တင်းဤခွင့်လွှတ်မှုကို back တောင်းခံပါတယ်။ကျွန်ုပ်ကတင်းဟိုခွင့်လွှတ်ပေးမှုတောင်းခံပါတယ်။အဲ့လိုအဓိပ္ပာယ်ထွက်တာဟုတ်ကတဲ့အဓိပ္ပာယ်။ဒါမှမဟုတ်လဲ forgive me ကျွန်ုပ်ကိုခွင့်လွှတ်ပေးပါဆိုတဲ့အဓိပ္ပာယ်မျိုးထွက်တယ်ပေါ့နော်။အဲ့တော့ဒီဖျားဝိပုက္ခတိဆိုရင်ဆိုဩဃတာဆိုရဲဆိုတာကိုကိုကိုနှိမ်ချလိုက်တဲ့သဘောနောက်ထပ်အသေးစိတ်ကမှလာအောင်မယ်။အဲ့တော့ဩဃတာရဲ့အဓိပ္ပာယ်ဘာလဲဆိုတာပြန်ပြောမယ်။ excuse me ဘာပြောလဲ excuse me ဆိုတာ အခွင့်ပြုပေးပါ my apology ကျွန်ုပ်ဝင်ချတောင်းပန်ပါတယ် i ကျွန်ုပ်က your pardon တဲ့အခွင့်လွတ်ပေးမှုကို back တောင်းခံပါတယ် forgive me forgive ကခွင့်လွတ်တယ်လို့အဓိပ္ပာယ်ထွက်တယ်ငါ့ကို ခွင့်လွှတ်ပေးပါဆိုရင်အထိပ္ပယ်ထွက်တယ်အဲ့တော့ဒီစကားလုံးနဲ့အကောင်လုံးကိုဆက်လက်နာရဲ့ခေါင်းထဲကိုရောက်သွားစေချင်တယ်လိုတဲ့နေရာမှာဆွဲပြီးပြောလို့ရတယ်ခါကျရင် English speaking ပြောဖို့အတွက်မင်းနည်းမရလို့ပြောလို့မရဆိုရခက်ခဲလေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ writing series ကိုလည်းဆရာပြန်သင်နေတာက grammar နည်းရစနစ်ကျသွားဖို့ဒီ series ကိုသင်တာကလည်းဆရာဘာကြောင့်သင်လဲဆိုရွေချက်ကိုဆရာ day one မှာနေရာပြောခဲ့ပြီးဖြစ်တယ်အဲ့တော့နေ့တိုင်းပုံမှန်လေ့လာမယ်ခဏတစ်ခုကြည့်မယ် why do buddhists you ogata why ဘာကြောင့် buddhists ဘုရားဘာသာဝင်တွေကဒီမှာအများဆိုတော့မှအခုကိုဒူးထုတ်ထားရဲဒါလည်း grammar rule ကသိနေပြီဒီကောင်က ကိုဆရာလာလိုက်တော့အရန်ခက်ခဲရဲဆိုထင်လို့ရှိရင်အင်္ဂလိပ်စာကိုဒီလိုမျိုးလေ့လာဖို့အဆင်မပြေသေးဘူးထင်လို့ရှိရင်ဒီ series ရဲ့ရှေ့ဆုံးမှာဆရာတင်ထားပြတဲ့အင်္ဂလိပ်စာအောက်သက်ကြည့်ဖို့ရ30ဆိုတဲ့ series လေးရှိတယ်။အဲဒါလေးကိုကြည့်ပြီးတဲ့အခါမှာအဲဒီလိုအချင်းချင်းတခြား series ဖြစ်တဲ့ reading series writing series တွေနဲ့ဒီအခုဓမ္မ series စသည်ဖြင့်အဲ့ဒါမျိုးကိုတစင်းချင်းလေ့လာတင်တယ်။အဲအဲ့ဒါမှအခြေခံပိုင်းနိုင်ပြီးတော့လေ့လာတဲ့အခါမှာနည်းနည်းဟိုပေါ့ရတယ်နိုင်နေတယ်လို့ခံစားမှာပေါ့နော်။အဲ့တော့ Buddhist တွေဒီ why ဘာကြောင့်ဩကတာဩကတာကို use အသုံးပြုပါတလဲတဲ့။အဲ့တော့ they သူတို့ကဆိုရင် use it ၎င်းကိုအသုံးပြုကြပါတယ်။ဘာလို့ဖြစ်လဲဆိုရင် to express humility humility ဆိုပါလဲဆိုရင်နှိမ်ချမှုကို express ဖော်ပြဖို့လေ။ meaning လေးတွေချက်ဆန်း express ဖော်ပြဖို့ဘာကိုဖော်ပြဖို့လဲ humility နှိမ်ချမှုကိုဖော်ပြဖို့အတွက်သုံးနာပါတယ်။ဩဃာတဆက်စကားလုံးတွေဘာကြောင့်ရေရွတ်လိုက်လဲ။နှိမ်ချမှုကိုဖော်ပြဖို့ရေရွတ်တာဖြစ်တယ်။နောက်ခုကျတော့ seek forgiveness forgiveness ဆိုတာခွင့်လွှတ်မှုလို့ခေါ်တယ်။ forgive ကခွင့်လွှတ်သည် forgiveness ကခွင့်လွှတ်မှုကို seek ရှာဖွေဖို့ဆိုတဲ့အဓိပ္ပာယ်ထွက်တယ်။ ခွင့်လွှတ်မှုတွေကိုရှာဖွေဖို့ဖြစ်တယ် and reaffirming their commitment to eliminating wrongdoing wrongdoing သူတို့လုပ်ခဲ့တဲ့အမှားတွေအပြစ်တွေ wrongdoing စာအလေးမှတ်ထားမယ်သူလုပ်ခဲ့တဲ့အမှားတွေအပြစ်တွေ sins တွေပေါ့အဲ့ဒါတွေကို to eliminating eliminating ဘာလို့လဲဆိုရင်ဖယ်ရှားမယ်ရှင်းလင်းပါမယ်လို့ their commitment သူတို့ရဲ့ဂတိဝင်ခံချက်ကို commitment စာဂတိဝင်ခံချက်လို့ခေါ်တယ် ော် commit ကကျူးလွန်တယ်လို့တိပတ်ထွက်တယ်ဒါပေမဲ့ commitment ကတော့သတိပေးထားတဲ့အလုပ်ကို commitment လို့ခေါ်တယ်သူတို့ရဲ့ကလေးဝင်ခံချက်ကို reaffirm ထပ်လောင်းအတည်ပြုတယ်အတည်ပြုတယ်ဆိုတော့ပါအဲ့အတည်ပြုတာမဟုတ်လို့လည်းဆရာသုံးချိန်ဆိုရတာပေါ့နော်ကျွန်တော်ဒီဝင်ချတောင်းပန်နေအပြစ်တွေအကုန်လုံးကိုမလုပ်တော့ဘူးဖယ်ရှားမယ်ရှင်းလင်းမယ်ဆိုပြီးတော့ခရီးဝင်ချံချက်ကို reaffirm ထပ်မံအတည်ပြုရဲ့သဘောနဲ့ဒီဒီရွတ်ဆိုတာပဲဖြစ်ပါတယ်ပြန်ပြောမယ်နော် they သူတို့ကဆိုလို့ရှိရင် use it ဒီ organizer စကလုံးကြီး use လုပ်တယ်ဘာဖြစ်လို့လုပ်တာလဲ to express humility humility နှိမ်ချမှုကို to express ပေါ်ပြဖို့သုံးတယ် seek forgiveness forgiveness ဆိုပါလေခွင့်လွှတ်မှုကို seek ရှာဖွေဖို့သုံးတယ်အောက်နောက်အထပ်တွေမကတူ and ပြီးတော့နောက်ဆုံးလေးကိုသွားမယ် round doing တို့တို့ရဲ့မှားမှားရွေးရွေးလောက်ကန်ခဲ့တဲ့အမှားအယွင်းတွေအပြစ်တွေကို eliminating ဖယ်ရှားခြင်းရှင်းလင်းခြင်းအတွက် their commitment တို့တို့ရဲ့ဂရီဝင်ခံချက်ကလေးကို reaffirm ဘာလို့လဲထပ်လောင်းအတည်ပြုတဲ့သဘောနဲ့တော့ကတာသုံးပါရဲ့ဒါဆိုရင်ဒီနေ့မှာဆိုရှင်လည်းအခြေခံအကြဆုံး Buddhist term တစ်ခုကိုဆရာဆရာတို့ကနေပြီးတော့ဒီအင်္ဂလိပ်လိုမျိုးလေ့လာခဲ့ပြီးဖြစ်ပါတယ်။ WP ဘက်မှာလည်းအကျိုးရှိရှိပြန်လည်အသုံးချနိုင်မယ်လို့လည်းဆရာယုံကြည်ပါတယ်။အတော်လေးလိုက်ကြိုးစားလေ့လာကြပါ Friday မှာ Today we are going to learn a special Pali word Ogata. The Buddhists use Ogata before paying homage to Lord Buddha. So let's study today what does it mean and where is it derived from. the first one. what is the Burmese word Ogada derived from? Where does it come from? It comes from the Pali word Ogasa. So in Pali original term is Ogasa and in Myanmar we call it Ogada. Number two, what does Ogada mean? Okay, uh, so Ogada is an Asian word and uh, but we still use in uh, our Buddhist tradition today. The second question, what does Ogada mean? So it means, excuse me, or it also means my apology or I beg your pardon or it also means forgive me. So it's a very humble uh, polite way to say sorry from our heart. The third question. Why do Buddhists use Ogada? Okay. Why do, uh, the reason of Buddhists using Ogada, right? So the use is to express humility, seek forgiveness, and reaffirm their commitment to eliminating wrongdoing. Again, the Buddhist Jew Ogata to expel humility, to seek forgiveness, and reaffirm their commitment to eliminating wrongdoing. So in other way, we can say that it asking for forgiveness. Also the uh, promising to avoid the wrongdoing again and also uh, cleansing our mind. So Ogata okay, is not only just a word, it's a spiritual apology.